ကဲအနုမောဒနာတရားနာယူဖို့အတွက်အလှူခြင်းတရားကြီးတက္ကမကြီးတွေချမ်းသာတဲ့ဣရိယာပုနဲ့ထိုင်နိုင်ပါတယ်ချမ်းသာတဲ့ဣရိယာပုနဲ့ထိုင်ပြီးတော့တရားနာလို့ရပါတယ်ဒီနေ့ရန်ကုန်မြို့နိုင်ငံတော်ပရိယတ်ဒီသာသနာတက္ကသိုလ်မှ ပရိယပတိပတ်သာသနာတော်ဝန်ထမ်းဆောင်နေကြတော့ တန်ဃာတော်များအားတနစ်တာသုံးဆက်ကလူတိုင်းကြတဲ့ကုသိုလ်ရှင်များကပြည်ထရေးဝန်ကြီးဌာနအကျဉ်းဦးစီးဌာန ဝန်ထမ်းမိသားစုများဖြစ်ကြပါတယ်အဲတော့ဝန်ထမ်းမိသားစုတွေကတနစ်တာသုံးဆက်ကတဲ့ဆိုတော့သူဆိုင်ရာဆိုင်ရာကုံကြမှုလူတိုင်းတွေဆိုတော့ကုံကြမှုဆိုတာရှိတယ်အဲ့ဒီကုံကြမှုဟာ မြတ်စွာဘုရားကကုံကြတဲ့နေရာမှာမြတ်သောကုံခြင်းမမြတ်သောကုံခြင်းဒီလိုနှမျိုးမြတ်စွာဘုရားမိန်တော်မူတာတဲ့လူလို့တန်းလို့ကုံတဲ့နေရာမှာမြတ်သောကုံတာမြတ်သောကုံတဲ့အကုံမမြတ်သောကုံတဲ့အကုံဆိုပြီးတော့အကုံနှမျိုးအဲ့ဒီအကုံနှမျိုးတွေကဒီနေ့မိမိတို့ကုံတဲ့အကုံသည် မြတ်သောအကုန်ဖြစ်စေရမယ်မြတ်စွာဘုရားမိတော်မူတဲ့ဒီကုံတဲ့နေရာမှာအလှရှင်တွေကခိတုပမအရဟံတော်ဒါယကကတ္တကုပမအလှလုတ်တယ်အလှလုတ်တယ်ဆိုတဲ့အလှရှင်တွေဟာ လေသမားနဲ့တူတယ်ဆိုပြီးတော့မြတ်စွာဘုရားကပေတဝတ္ထုမှာမိနှုံးမူတာတယ်လေသမားတွေလေလောက်ကြတယ်အရွတ်လေတယ်လေအမီကောင်းတယ်လေလောက်တဲ့လေသမားကလည်းပဲကြွညွန်းချင်းချင်းလုံနိုင်တယ်ဒီလိုဆိုရင်အဲ့ဒီလေကအသည့်တွေမြောင်များစွာရကြတယ် အရှုလည်းမကောင်းဘူးလယ်သမားကလည်းပဲကျွန်းကျင်မှုမရှိဘူးဆိုရင်အဲ့ဒီလယ်ကထွက်တဲ့အတိနိုင်ဟာနဲတယ်လယ်ဆိုင်တယ်ဆိုတာလယ်တွေကိုထွန်ပြီးတော့မျိုးစစ်ဗတ်တင်းနှစ်တင်းသုံးတင်းလေးတင်းစသည်ဖြင့်သူ့လယ်နဲ့တန်တဲ့မျိုးစစ်တွေကျဲချရတယ်အဲ့ဒီမျိုးစစ် ကျဲချရည်ဆိုရင် မျိုးစစ်ကုံသွားတာပဲလှူရည်ဆိုတာကုံသွားတာပဲဒီတိုင်းပဲမျိုးစစ်လယ်သမားတွေကမျိုးစစ်တွေတတဲ့တဲ့စသည်အပြင်ပဲ့လိုက်ကျဲလိုက်တယ်ဆိုတော့ကုံသွားတာပဲဒါမဲ့လို့အဲ့ဒီကုံတဲ့အကုံသည်ဘာမှပြန်မရတဲ့အကုံမဟုတ်ဘူးပြန်ရတယ်စောစောကပြောသလိုလေကလေကောင်းတဲ့ လက်သမားကလည်းကျွန်းကျင်နဲ့လှုပ်တိုက်တယ်ဆိုရင်အမြတ်အများကြီးထွက်လာပြီးတော့လေလှုပ်တဲ့ပုဂ္ဂိုလ်မှချမ်းချမ်းသာသာအကျိုးခံစားရတဲ့အဲလေမလှုပ်တတ်ဘူးဆိုရင်ကတော့အရာနေတဲ့ဒီတိုင်းပဲကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာအရာနေတာနဲ့အရာများတာအရာများရင်မြတ်တယ်ပေါ့ ဲ့ဒါကြောင့်မလို့မြတ်သောကုံချင်းဖြစ်ပါစေမြတ်စွာဘုရားကသုသာသနာကိုမိခိုကြတဲ့သုသာသနာမှာအာဂုတ္တိကြီးနဲ့ကုသိုလ်ကောင်းမှုလုပ်ကြတဲ့တရားဓမ္မတွေမြတ်သောကုံချင်းနဲ့ကုံတဲ့သူများဖြစ်ပါစေဒီရေပဲရက်နဲ့ဒီစကားကိုမိန့်တော်မူထားတာ ဖြစ်ပါတဲ့အဲ့တော့မိမိတို့ပင်ပင်ပန်းပန်းရှာပွေထားပြီးရှာပွေထားတဲ့ပစ္စည်းဥစ္စာတွေက ဝန်ထမ်းတွေစုပြီးတော့ဒီမှာဒီနေ့ကုသိုလ်ကောင်းမှုလာလုပ်ကြတယ်တနစ်တာစွန်ဆက်ကတ်တယ်ဆိုတော့တနစ်တာအတွက်ကုန်ကြသွားတယ်မိမိတို့စုထားတဲ့ပတ်စံဒါကုန်သွားတာပဲလှူလိုက်တော့ကုန်တာပဲလေထဲမှာပြိုးမျိုးစေ့ကိုကျဲချလိုက်တယ်လို့ကုန်သွားတာပဲဒါမဲ့လို့အဲ့ဒီကုန်တဲ့အကုန်သည်မြတ်သောအကုန်ကုန်ဖြစ်ဖို့ မြတ်တော်အကုန်ဖြစ်အောင်မိမိတို့နားလည်ထားရမှာကမိမိတို့ပစ္စည်းဥစ္စာတွေဟာပင်ပင်ပန်းပန်းရပွေထားတဲ့ပစ္စည်းဥစ္စာတွေဟာကုံကျဲ၅မျိုးနဲ့ကုံကြပါတယ်မိမိတို့လဇာတွေရလာတဲ့ဘာမှမသုံးဘဲနဲ့သာဆုတ်ထားကြမယ်ဆိုရင်ဒါအများကြီးဖြစ်မှာပဲဝန္ဒန်စဝင်ကလေးက ရလာတဲ့လစာတွေကိုတခါမှမသုံးဘဲနဲ့ယသမြဆုယသမြဆုယသမြဆုဒီလိုသာဆုစားကြမယ်ဆိုရင်မနေမနောမိမိတို့ဆုမိမှာရသလားဒီလိုလုပ်လို့မရဘူးကုံတာပဲအဲ့ဒီကုံတဲ့နေရာမှာကုံခြင်း၅မျိုးရှိပါတယ်နံပါတ်၁သုံးလို့ကုံတယ်မိမိတို့စားဖို့အတွက်နေ့စဉ်ဝေယချမ်းရတဲ့ဆံဝေယစီဝေယစသည်အပြည့် ဒါသုံးဘောအတွက်ကုန်တယ်ဝဘောအတွက်ကုန်တယ်နေဘောအတွက်ကုန်တယ်မသုံးလို့မရဘူးဒါဒီလိုသုံးလို့ကုန်တဲ့အကုန်ကိုသုံးလို့ကုန်တဲ့အကုန်သုံးကုန်ကုန်တယ်ဒီလိုပြောပါတယ်ဒီလိုသုံးလို့ကုန်တဲ့အကုန်မျိုးလည်းရှိတယ်ဒါသုံးကုန်နမနစ်ဖြုံးကုန်ဖြုံးလို့လည်းကုန်တာပဲသုံးလို့ကုန်တယ်လို့ဖြုံးလို့လည်းကုန်တယ်ဖြုံးတယ်ဆိုတာဘာပြောတာလဲဆိုရင် တထောင်နဲ့ပြီးရမယ်ကိစ္စကို3.5တောင်အကုန်ကြခံလိုက်တယ်။တသိန်းနဲ့သိန်းနဲ့ပြီးရမယ်ကိစ္စကို3.5သိန်းအကုန်ကြခံလိုက်တယ်။ဒါဖြုံးတာပဲ။အချို့နေရာတွေမှာမိမိကိုလူစိတ်ဝင်စားအောင်လို့မိမိကိုအထင်ကြီးအောင်လို့မိမိကိုပစ္စည်းချမ်းသာတဲ့သူအဖြစ်နဲ့သူသူများတွေကအထင်ကြီးအောင်လို့လူရှိသူရှိမှဖြုံးပြတယ်၊သုံးပြတယ်။ ဓာတ်တွေကိုဖြုံးလို့ဂုံတဲ့အကုန်ဒီလိုခေါ်ပါတယ်ဒါကမြင်လွယ်တဲ့ဟာမိမိတို့အိမ်မှာပဲဟိုအချက်ပြုတ်တဲ့နေရာမှာလူ၂ယောက်စား၃ယောက်စား၄ယောက်စားအတွက်တိုင်းတာပြီးတော့ဒါအဆန်ဘလောက်ခင်းကဘလောက်အသားကဘလောက်စသည်အပြင်ဒီလိုသူ့ပပန်းနဲ့သူချက်ပြုတ်တာကစားမရှိဘူးတကယ်တည်းကြတော့ဟို ဆန်သုံးလုံးရဲရမယ်အလေးလုံးချက်တယ်လေးလုံးရဲရမယ်ငါးလုံးချက်တယ်တလုံးပို့သွားတယ်ဟိုစားရတောက်ရနေမှာမကုန်ဘူးဒီတိုင်းပို့နေတယ်ဒါဖြုံးတာပဲဒီလိုဖြုံးတဲ့အသေးအမွှားကစားပြီးတော့ကြည်ကြည်မာမာဖြုံးတာလေကိုယ့်ရဲ့ပင်ပင်ပန်းပန်းရှာပွေထားတဲ့ပစ္စည်းပါပဲဒီလိုပစ္စည်းကလည်းဖြုံးလို့ကုန်တာရှိပါသေးတယ်ဒါသုံးလို့ကုန်တယ်ဖြုံးလို့ကုန်တယ် နံပါတ်3ရှုံးလို့ကုန်တယ်ရှုံးတယ်ဆိုတာဘာပြောတာလဲဆိုရင်အယောင်ဝယ်လုပ်တဲ့နေရာတွေမိမိကနားမလည်လို့အရင်နေစိုက်ပြီးတော့လှုပ်လိုက်တယ်အရင်ပြန်မရဘူးရှုံးတယ်မိမိနားလည်ပဲမဲ့လို့ကာလဒေတာမကောင်းလို့ အရင်ပြန်မရဘူးရှုံးတယ်ဒီလိုကုန်တဲ့အကုန်ကြတော့ရှုံးကုန်ကုန်တယ်ဒီလိုကောပါတယ် အဲ့တော့သုံးလို့လည်းကုန်တယ်ဖြုံးလို့လည်းကုန်တယ်ရှုံးလို့လည်းကုန်တယ်အဲနောက်တက ဆုံးလို့ကုန်တဲ့အကုန်ရှိတယ်ဆုံးတယ်ဆိုတာဘာပြောတာလဲဆိုရင်ကိုယ့်အချင်းချင်းတခါတလေမှရှင်းငါကြတယ်ပြန်မပြေဘူးဆုံးတာပဲဒီလိုဆုံးတာလည်းရှိတယ်အဲတခါတလေကြတော့မိလောင်လို့ကုန်သွားတယ်ရေမျိုးလို့ကုန်သွားတယ်တခိုးသမီးအတွေ လူလိုရဲ့လို့ဂုံသွားတယ်မင်းစုရစားတွေကတိမ့်ပိုက်လို့ဂုံသွားတယ်ရန်သူမျိုးငါပါဖြစ်စီလို့ဂုံတာကလည်းပဲဆုံးလို့ဂုံတော့အကုန်ပဲဘာမှပြန်မရတော့အဲ့တော့သူများရှင်းငါတာလို့မပြီးရင်လည်းဆုံးတာပဲရန်သူမျိုးငါပါဖြစ်စီလို့ပြည့်စီရင်လည်းဆုံးတာပါပဲအဲနောက်တစ်ခုကတော့မိမိကိုယ်တိုင်း ဒီဘဝကကွယ်လွန်ကြတဲ့အခါမှာမိမိတို့ပင်ပင်ပန်းပန်းရှာဖွေထားတဲ့ပစ္စည်းဥစ္စာတွေအကုန်ထားခဲ့ရတယ်။ဒီလိုထားခဲ့ရလို့ဆုံးတဲ့ဒီလိုထားခဲ့ရလို့ကုန်တဲ့အကုန်ကလည်းပဲမိမိကိုယ်တိုင် ဆုံးလို့ကုန်ရတဲ့အကုန်မျိုးဖြစ်ပါတယ်။ကဲဒီတော့ကုန်တဲ့နေရာမှာ၄မျိုးဖြစ်သွားပြီ။နံပါတ်၁သုံးလို့ကုန်တယ်။နံပါတ်၂ဖြုံးလို့ကုန်တယ်။နံပါတ်၃ရှုံးလို့ကုန်တယ်။ နံပါတ်၄ဆုံးလို့ကုန်တယ်ဒီအကုန်တွေကဘာမှပြန်မရဘူးအစားပြန်မရဘူးဘာတကူမှအစားပြန်မလာတဲ့အကုန်တဲ့အကုန်မျိုးဒီအကုန်မျိုးကိုလည်းပဲမိမိတို့အမြဲတမ်းဒါဆုံးတွေ့နေရတယ်အဲနောက်ဆုံးကုန်တဲ့အကုန်ကတော့မြတ်တဲ့အကုံကတော့ယုံလို့ကုံတဲ့အကုံယုံထွက်လို့ကုံတဲ့အကုံမျိုး ဒီနေ့ပရိယတ္တိသာသနာတက်ကတော်မှာလာပြီးတော့ဝန္ဓမိသားစုတွေဆုံးကပ်ကြရတယ်ဆုံးကပ်ကြတဲ့အခါမှာမိမိတို့စိတ်ထဲမှာမိမိတို့ရထားတဲ့ဘဝလူဘဝတကယ်တွက်ကြည့်တော့ဘာမှမကြဘူးမွေးလာပြီးတော့ပြင်မဲ့ပန်းပန်းပညာသင်ကြရတဲ့ဟိုပညာသင်လို့ပညာဘွဲတွေရပြီဆိုလို့လည်းအလုတ်ဝင်ပြီးတော့ပြင်မဲ့ပန်းပန်းမိမိတို့အလုတ်လုပ်ကြရတဲ့ ဟောအသက်60 90 60လောက်ရောက်လာပြီပင်စင်ယူတယ်။ဟိုဘက်ကြလေအဖိုးကြီးဘွားကြီးတွေဖြစ်ပြီးတော့လူတို့ဘွားဆိုတော့ဘာမှကြားတာမဟုတ်ဘူး။မိမိလိုပဲမိမိပတ်ဝန်းကျင်ကိုရင်လေဒီအတိုင်းပဲ။ဒါဘာမှမကြားတဲ့ဘွားတစ်ခု။ဒီတော့လူဘွားသာဘာမှမကြားတာမဟုတ်ဘူး။တရိษံဘွားကိုကြည့်လိုက်သူတို့လည်းဘာမှမကြကြဘူးဒီဘဝကိုရောက်လာပြီးတော့တို့ကြပျောက်သွားကြ ိုကြပြောက်သွားကြ။ဩဘဝဆိုတာဘာမှလူဘဝဆိုတာဘာမှရေရာခိုင်ခန့်တဲ့အရာမဟုတ်ဘူး။အဲလူဘဝဆိုတာမခိုင်ခန့်တယ်လို့ပဲနတ်ဘဝပြမှာဘဝတွေကတော့သူတို့လည်းပဲဒီတိုင်းပါပဲ။အဲ့တော့ဘဝတန်တရာမှာကျင်လျရတဲ့ဒုက္ခဟာစာရေဝူရေနေရေထိုင်ရေနဲ့နေ့စဉ်မိမိတို့ပင်ပင်ပန်းပန်းရှာဖွေကြရတယ်။အဲကြောင့်မလို့ဘုရားပိစိကအရိယာပေါင်းတွေက လူဘဝနဲ့ဘဝအပြမဘဝဘယ်ဘဝကိုမှ ကောင်းနေရလို့မရှင်းမွန်းမွန်းနဲ့ဘဝကုံရာနိဗ္ဗာန်ကိုသိဖို့မြင်ဖို့အားထုတ်ကြပြီးတော့သူတို့ဘဝကုံသွားကြတယ်ဒီလိုခန္ဓာမျိုးကိုသူတို့မရကြတော့ဘူးလူဘဝရတာတဲ့လူဘဝခန္ဓာအိုအိုဆိုတဲ့ဇာအိုအိုဆိုတဲ့ဇရာတရားမိမိတို့ကြုံတဲ့လောက်ကြုံနေကြရပြီး ဗျာတိအနာယောဂါတွေနှိမ့်ဆက်တဲ့အတန်းမိမိတို့လည်းကြုံတဲ့တလောက်ကြုံဘူးကြတဲ့နောက်ဆုံးမှမရဏဒီဘဝကိုဆုံးပြီတော့တည်ကြရအောင်မယ်တန္တရာတလှည့်အောင်လုံးလည်းဒီလိုပဲမိမိတို့ကျင်နေကြရတဲ့ခုဒီဘဝမှာလည်းဒါတင်နဲ့တွေ့နေတယ်အဲ့ဒါကြောင့်မို့လို့ဒီလိုခန္ဓာကိုမျိုးလူခန္ဓာနတ်ခန္ဓာဗြဟ္မာခန္ဓာဘေခန္ဓာပဲရရနောက်ဆုံးမှအိုအနာအသေးနဲ့ ဘဝအဆုံးတိုက်ကြရတယ်မတွေ့ကြတော့ဘူးဘုရားပစ္စေကအရိယာပေါင်းသူတို့ကောင်းတယ်သိသွားမြင်သွားရလိုကြတို့မူကြတဲ့နိဗ္ဗာန်ကိုသိဖို့မြင်ဖို့ဒီကုသိုလ်ကောင်းမှုကအထောက်ပံ့ဖြစ်ပါစေဒီလိုအာယုံပြုဆုတောင်းပြီးတော့လုတ်တဲ့ကုသိုလ်ကအကျိုးပေးရင်နိဗ္ဗာန်ကိုအကျိုးပေးပါတယ်ခန္ဓာကိုယ်ဒီမရတော့တဲ့နိဗ္ဗာန်ကိုအကျိုးပေးတယ် အဲ့ဒီလိုအကျိုးပေးတဲ့ကုသိုလ်မျိုးကိုမြတ်စွာဘုရားကမြတ်တော်ကုန်တဲ့အကုန်အမတန်မြတ်တဲ့အကုန်ပဲဒါမိမိတို့ကကုသိုလ်ကောင်းမှုလုပ်ပြီးတော့လူဘဝနောက်ဘဝဆိုရင်ဒီတမကချမ်းသာတဲ့လူချမ်းသာ ဖြစ်ပြရလို့ဖြစ်ပြရစေနတ်ဘဝကိုရောက်ပြီးတော့နတ်ချမ်းသာ ဖြစ်ပြရစေမြတ်ဘဝရောက်ပြီးမြတ်ချမ်းသာ ဖြစ်ပြရစေလို့ ဒီလိုအာယုံပြုဆုတောင်းမိတော့လုပ်တဲ့ကုသိုလ်ကောင်းမှုကတော့အရင်ရတဲ့ကုသိုလ်တဲ့သူအရင်ရတယ်အမျက်မထွက်ဘူးအရင်ပဲရတာဘလောက်ပဲချမ်းသာတဲ့လူဖြစ်ဖြစ်နောက်ဆုံးမှာစောစောကပြုတ်ခဲ့တယ်လို့အိုးအနာအသေးနဲ့အဆုံးတက်ရတယ်ဘလောက်တကိုးကြည့်တဲ့နတ်ဖြစ်ပါစေနောက်ဆုံးမှာအိုးအနာအသေးနဲ့အဆုံးတက်ရတယ်အဲ့တော့လူလူလူဘဝနဲ့ပြောရင်လူအို လူနာလူသေး နတ်ဘဝနဲ့ပြင်နတ်အိုနတ်နာနတ်တေပဲအတုတုပဲဘာမှမတုအဲ့ဒါကြောင့်မလို့အရင်ပြန်ရတဲ့ကုသိုလ်ကောင်းမှုအဲ့ကြောင့်မလို့ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာလူဘဝလူချမ်းသာနတ်ဘဝနတ်ချမ်းသာပြမဘဝပြမချမ်းသာကိုမတောင်းတပင်နဲ့နိဗ္ဗာန်ကိုရည်မှန်းပြီးတော့လုပ်တဲ့ကုသိုလ်သည်မြတ်တော်အလူဒီနေ့လေးပဲဝန်တမ်းမိသားစုတွေအရင်ရတဲ့ကုသိုလ်မဖြစ်စေပဲနဲ့မိမိတို့ဒီနေ့ ဆောင်ရွက်သည်မြတ်ဒါနာသီလဘာဝနာကုသိုလ်ကောင်းမှုတွေသည်မြတ်သောအလှူဖြစ်စေရမယ်မြတ်သောအလုအလုဖြစ်စေရမယ်ဒီလိုအာယုံပြုနိဗ္ဗာန်ကိုအာယုံပြုဆုတောင်းပြီးတော့ဒီနေ့ကုသိုလ်ကောင်းမှုကိုရည်စဲချအမြတ်ဝေရအောင်ကဲရည်စဲခွဲခံရကဲလိုက်ဆိုအရှင်ဘုရားတပည့်တော်များသည် ဗုဒ္ဓဘာသာဝင်သူတော်စင်များ ဖြစ်ကြသည့်အာလျော်စွာယနေ့ဖို့၌နိုင်ငံတော်ပရိယတ္တိသာသနာတက္ကသိုလ်၌ပရိယပฏิပတ်သာသနာတော်ဝန်ထမ်းဆောင်ကြသောတန်ဃာတို့များအားတနေ့တာဆုံးစက္ကလူတန်းချင်း သင်္ကန်းစသောလူတန်းဘွေရာအဖျားပြတို့ကိုစက္ကလူတန်းခြင်းတရဏဂု၃ပါးနှင့်တကွ၅ပါးသီလစောက်တည်ခြင်းဟောပြအပ်သောအနုမောဒနာတရားတို့ကိုနာယူခြင်းဟုသောဒါနသီလဘာဝနာကောင်းမှုကုသိုလ်စုကို ပြုလုပ်ကြပါ၏တပြည့်တော်တို့၏ဤကောင်းမှုသည်ဒုက္ခခတ်သိချုပ်ငြိရာဖြစ်သောနိဗ္ဗာန်ကိုလွယ်လွယ်ကူကူချမ်းချမ်းသာသာသိနိုင်မြင်နိုင်ဖို့ရာအထောက်ပံ့ကောင်းဖြစ်ပါစေဤကောင်းမှုအဖို့ဘာကကိုအနန္တဂိုင်းဝဲ ကျေစုရှင်မိခင်ဖခင်ဆရာသခင်ကျေစုရှင်တို့အား၎င်းကြွားရောက်လာသောပရိသတ်အပေါင်းသူတော်ကောင်းတို့အား၎င်းတပြည့်တော်တို့၏ကိုတွင်ကိုပအိမ်တွင်အိမ်ပလုပ်ငန်းဆောင်တာအရာရာတို့၌စောင့်ရှောက်ကြသောနိုင်ပေါင်းတို့အား၎င်း ဤကြောင်း၌ဤပဝန်းကျင်အနိနာ၌ရှိရာကုန်သောမြင်အပ်မမြင်အပ်ပုဂ္ဂိုလ်ပေါင်းတို့အား၎င်းသာသနာဆောင်၌လောကပါလ၌တရားမင်းယမမင်းအစိုးရမင်းတို့ကို အစထား၍30တပုံသားတိုက်တော်များအား အမြအမြပေးဝေငါပါဤတတ္တဝါအလုံးအမြရာ၍ကိုယ်စိတ်နှဖြာကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေသောကျေအမြဝေရအောင်အလုံးကြာကြာသမြအမြအမြအမြယူတော်မူကြပါကုန်လော tadu 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 alon jaja damya amya 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 yudo muja bagong lo tadu 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 alon jaja damya amya 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 yudo muja bagong lo tadu, tadu, tadu.